အခုတင်ဆက်ပေးမယ့်အားစားသင်ကတော့စီးကိန်းပြိုင်ပွဲဝင်အသင်းကိုအခြေခံပြီးအာရှ U22 Championship ပြိုင်ပွဲကိုမြန်မာ U22 တွင်ဝင်ရောက်ရှင်ပြိုင်ပြီဆိုတဲ့အသင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လာမယ့်2014ခုနှစ်နှစ်ဆိုင်ပိုင်းမှာကျင်းပမယ့်အာရှ U22 Championship ဘောလုံးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မယ်။မြန်မာ U22 တွင်ဟာ2013စီးကိန်းပြိုင်ပွဲဝင်အသင်းကိုသာအခြေခံပြီးဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့သိရှိရပါတယ်။ 2013စီးကိန်းပြိုင်ပွဲမှာဒီဇင်ဘာလမှာကျင်းပမှာဖြစ်ပြီးအာရှ U22 Championship ပြိုင်ပွဲကို2014ဇန်နဝါရီလတိုင်းပိုင်းမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်တာကြောင့် U22 မှာကစားသမားအများစုပါဝင်နေတဲ့စီးကိန်းပြိုင်ပွဲဝင်အသင်းကိုသာအခြေခံကရှင်ပြိုင်ခြင်းဖြစ်ပါတယ်။မြန်မာအသင်းဟာအဲ့ဒီအာရှ U22 ချိန်စပွဲကိုတောင်ကိုရီးယားအသင်းနဲ့တူရှုံးပွဲမရှိအောင်မြင်ခဲ့ပေမဲ့နောက်ဆုံးအဆင့်ခွဲဝေထားမှုမှာအင်ရှင်အိုမန်တောင်ကိုရီးယားဂျော်ဒန်တို့နဲ့တအုပ်စုတဲ့ကြောက်နေရာကြောင့်နောက်တစ်ဆင့်တက်ရန်ခက်ခက်ခဲခဲရုန်းကန်ရပွဲရှိပါတယ်။ အဲ့ဒီပြိုင်ပွဲမှာခြေစပွဲအောင်မြင်အောင်ဆွမ်းဆောင်ပေးခဲ့တဲ့နီးပြပတ်ဆောင်ဟာလည်း U22 တွင်းကိုကင်တွယ်ခွင့်ရမရဆိုတာစီးကိန်းပြိုင်ပွဲရဲ့ရလဒ်ပေါ်မူတည်နေတယ်လို့သိရှိရပါတယ်။အာရှ U22 ပြိုင်ပွဲမှာမြန်မာအသင်းဟာပွဲဥထွက်ပွဲစဉ်ဖြစ်ဇန်နဝါရီလ17ရက်နေ့မှာအိုမန်အသင်းနဲ့ကစားမှာဖြစ်ပြီးဒုတိယပွဲစဉ်ကိုခြေစပွဲမှာဂိုးမရှိသေးကြခဲ့တဲ့တောင်ကိုရီးယားနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကိုဂျော်ဒန်အသင်းနဲ့ရင်ဆိုင်မှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။